အားလုံးမင်္ဂလာပါဒီနေ့မှာတော့ဂျပန်နိုင်ငံမှာရှိတဲ့အကြီးဆုံးတရုတ်တန်းတရှိရာနေရာမှာအခြေအနေဘယ်လိုရှိတယ်လူတွေဘယ်လောက်များလဲဆိုတာကိုကျွန်တော်နဲ့အတူတွေ့ကြည့်လိုက်ရအောင်ဗျာဂျပန်မှာကအထင်ကရအနေနဲ့တရုတ်တန်းက၃နေရာရှိရဗျာယိုကိုဟာမားမှာရှိရတယ်နောက်ပြီးခိုဘေးနာဂါဆာကီဒီ၃နေရာထဲမှာယိုကိုဟာမားမှာရှိတဲ့တရုတ်တန်းကတော့ဂျပန်မှာအကြီးဆုံးပေါ့ သူကဆိုင်ကန်းပေါင်းကလည်း900နဲ့600ဝန်းကျင်လောက်မှရှိရကြောင်းမလို့ကျွန်တော်များတယ်ဆိုရဲအနေထားမှရှိရဗျာအစားတောက်တရတော့မစိုးဘူးလို့ပြောရမယ်တရုတ်စားစားကြိုက်တဲ့သူဆိုရင်တော့ဘယ်ပြောကောင်းလဲရှယ်ပေါ့ဗျာကျွန်တော်ကတော့ယိုကိုဟာမာချိုင်းနာတောင်းကိုရောက်ရင် ပုံမှန်စားနေတဲ့အရာနှစ်ခုရှိရဗျာတစ်ခုကတော့ဒီတရုတ်ပေါက်စီပေါ့တည်ရမလားတရုတ်ပေါက်စီကတော့နာမည်ကြီးပဲလေစားလို့လည်းကောင်းတယ်နောက်တစ်ခုကတော့ဘဲကင်း အဲ့နှစ်ခုကတော့ကျွန်တော်ရောက်တာပုံမှန်စားပြစ်တယ်ဗျာခုမြင်နေတဲ့အတိုင်းပဲဗျာလာရောက်လေပတ်တဲ့လူကတော့တော်တော်များတယ်ဗျာဒါတော့ကျွန်တော်ကဂျားရဲတလင်းနာနဲ့တောက်ကြဂျားကိုလာလို့နော်စနေတနင်္ဂနွေတို့ဒီဂျပန်ရဲ့ပျက်ရှည်တို့နောက်ပြီးတော့ဒီ event တွေရှိတဲ့အချိန်တွေဆိုတော့ဒီထက်ပုံများဖို့ပဲရှိတယ်အားလုံးပဲသိကြတဲ့အတိုင်းတရုတ်တန်းဆိုတာကနိုင်ငံတော်တော်များများမှာအများအပြားရှိကြတယ်ကမ္ဘာတဝမ်းမှာတရုတ်တန်းအကြီးဆုံး list ထုတ်တဲ့ချိန်မှာဂျပန်ကနံပါတ်7ကိုချိန်နေပြန်။အဲ့ဒါကလည်းဘယ်နေရာလဲဆိုရင်အခုကျွန်တော်ပြနေတဲ့ Yokohama China Town ပဲဖြစ်တယ်။ Yokohama China Town လာလေမယ်ဆိုရင်တော့စားစရာတွေလည်းပေါ်တယ်။အနီးတစ်ဝိုက်မှာပင်လယ်စိတ်ကမ်းလည်းရှိတယ်။အထင်ကရနေရာအဆောက်အဦလည်းရှိတယ်။စောစရာကစားစရာနေရာတွေလည်းရှိရပြား။တရက်တော့အချိန်ပေးပြီးတော့မရောက်ဖူးသေးတဲ့သူတွေရောဂျပန်လာမဲ့သူတွေရော အခါခွင့်တင်ရင်လာလဲပါလို့ကျွန်တော်ကတော့တိုက်တွန်းပြရစေအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ